မင်္ဂလာညချမ်းပါရှင်။နေပြည်တော်မိုးလေဝသနဲ့ဇလဗေဒညချမ်းမှုအစည်းအဝေးမှာ2025ခုနှစ်မေလ10ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်။ဒီကနေ့ညနေ6:00နာရီခွဲချိန် တိုင်းတာရရှိခဲ့တဲ့အမြင့်ဆုံးအပူချိန်တွေကတော့နေပြည်တော်မှာ38ဒီဂရီဆယ်စီယက်၊100ဒီဂရီဖာရန်ဟိုက်၊ရန်ကုန်မြို့မှာ35ဒီဂရီဆယ်စီယက်၊65ဒီဂရီဖာရန်ဟိုက်နဲ့မန္တလေးမြို့မှာ39ဒီဂရီဆယ်စီယက်၊102ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါတယ်။ ဒီကနေ့ညနေ6:00နာရီခွဲအချိန်မိုးလေဝသကြိုးတို့မှာဖန်ရရှိတဲ့ပွဲအရာကပ်ပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့အလဲပိုင်းတို့မှာတိမ်သတ္တမတိမ်တို့ထနေပြီးဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာတိမ်နေငယ်ဖြစ်တွေ့နေပါတယ်မြန်မာနိုင်ငံဘက်မှာကတော့ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီး AR တိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့ပိုင်းကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမုတ်တေတာများဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမုတ်တေတာများရွေးလျားအနေနဲ့တခြားမှာ မိုးရသွန်ခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးတစ်ချုံခြင်းမိုးကြိုပြစ်ခြင်းလျက်စီးလက်ခြင်းနဲ့မိုးတီကျွေးခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ချူတင်သတိပြုနိုင်မှရဲ့အကြံပြုရပါတယ်။ကျန်တဲ့နေသားချင်းနဲ့ပြည်နယ်များမှာတိန်နေငယ်မှာတိန်တင်တင်ဖြစ်ထွနေတာကိုတွေ့ရပါတယ်။မြမပင်လေပြည်မှာလိုင်းနေငယ်မှာလိုင်းရတဲ့တင်ရှိပါမယ်။လိုင်းမြမမြမကံရံတရှောင်းနဲ့ကံလပင်လေပြည်တို့မှာလေးပင်မှာရှစ်ပေကန်ရှိနိုင်ပါတယ်။ နှပြမွန်းတဲ့အချိန်ထိခမန်းစက်များအနေနဲ့ကတော့သကနတ္တကြီးအပိုင်းနဲ့နေပြည်တော်ရောမှာတည်ရင်တည်ဖြစ်တော်မမင်းတနင်းလိုက်တနင်္သာကြီးမှာနေရနှံပြကချင်ပြည်နယ်နဲ့မွန်ပြည်နယ်ရောမှာနေရစစိမ်သကနတ္တကြီးအထပိုင်းရန်ကုန်တနင်္သာကြီးနဲ့ကရင်ပြည်နယ်ရောမှာနေရကြကြနဲ့ချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေတိုင်းနေသာကြီးမန္တလေးတိုင်းနေသာကြီးရှမ်းပြည်နယ်ကယားပြည်နယ်ပဲခူးတိုင်းနေသာကြီးနဲ့အေရီတိုင်းနေသာကြီးတို့မှာနေရွက်ကြောင်းမိုးထစ်ချုံရပါမယ် ။နေပြည်တော်နဲ့ဤတဝိုင်းမနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းကြမှာတင်းတင်းတင်းဖြစ်ထွန်းမှမယ်အမြင့်ဆုံးမူချိန်မှာ38ဒီဂရီဆယ်စီယဲ100ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးမူချိန်မှာ29ဒီဂရီဆယ်စီယဲ81ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်ဤတဝိုင်းမနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းကြမှာတင်းတင်းတင်းဖြစ်ထွန်းပြီးမိုးထစ်ချုံရင်နေရာွက်ကြောင်းမိုးရွာပါမယ်။အမြင့်ဆုံးမူချိန်မှာ36ဒီဂရီဆယ်စီယဲ69ဒီဂရီဖာရန်ဟိုက်နဲ့ နေ့စုံမူချိန်မှာ26ဒီဂရီဆယ်စီယံ89ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်နေတဝိုင်းမနက်ဖြန်အတွက်မိုးလဝတာအခြေအနေခန့်မှန်းကြပါလိမ့်။တင်းတင်းတင်းဖြစ်ထွန်းပြီးမိုးထစ်ချုံရင်နေရာကွက်ကြားမိုးရွာပါမယ်။အမြင့်ဆုံးမူချိန်မှာ40ဒီဂရီဆယ်စီယံ104ဒီဂရီဖာရန်ဟိုက်နဲ့အနေဆုံးမူချိန်မှာ29ဒီဂရီဆယ်စီယံ84ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခန့်မှန်းချက်များအနေနဲ့ကတော့ ကချင်ပြည်နယ်စကန်နဒေသကြီးအထက်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်ပဲခူးတိုင်းဒေသကြီးအေရီတန်ဒေသကြီးရန်ကုန်တိုင်းဒေသကြီးရှမ်းပြည်နယ်အရှေ့ပိုင်းကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရိုင်ဒေသကြီးတို့မှာနေရာကျကျမှနေရာဆက်ဆိတ်မိုးထချုံရွာပါမယ်။မွန်ကြီးမြေတရီပေးချံဒီကနေ့မြန်မာစံတော်ချိန်16:30နာရီချိန်တိုက်ထွာချက်များအရကပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာလေးတို့မငြိမ်မသက်မှုများဖြစ်ပေါ်လာနိုင်ကြင်ကြောင်၎င်းမုတ်တုံလင်းဝင်ရလာနိုင်ကြင်ကြောင်၎င်း 10ရက်9လ2025ရက်နေ့မှာ15ရက်9လ2025ရက်နေ့အတွင်းနေပြည်တော်မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကရနဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျကျမှနေရာစစိမ့်နဲ့ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာနယ်ပြောင်းမှုတွေကြုံရွာပြီး အချို့ဒေသများမှာနေရာကွက်၍မိုးကြီးနိုင်ပါတယ်။အကြံပြုချက်တို့ဖြစ်ပါ၍မိုးတိထန်စွာရာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုပစ်ခြင်း၊လျှက်စီးလက်ခြင်း၊မိုးတိကျွေခြင်း၊လျှက်ရပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်မှသဖြင့်အဆိုပါဒေသများရှိကုန်းမြစ်ဒေသအနီးမှာနေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအန္တရာယ်၊မြင့်ငယ်ချောင်းငယ်များအနီးမှာနေထိုင်ကြသူများအနေဖြင့်ရေကြီးရေရှမ်းမှုများကိုချိုးတင်သတိပြုရှောင်ရှားနိုင်ပါရန်နဲ့ ြည်တွင်းရေချောင်းသွားလာရင်းနဲ့လေချောင်းပြန်တမ်းရဲ့အနေဖြင့်လဲကြိုတင်သတိပြုနိုင်မှရန်သတိပေးနှိုးဆော်အပ်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9:00နာရီထုတ်ပြန်တဲ့မိုးလုဝသသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။